ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆန်ရလေးညွှန်ကြားရပါလက်လာပါတွေကိုလက်ရက်ပြီးခေါ်ကြမယ်ရှင်းကြလားတော့မသိဘူးလက်ဆိုရဲအတုံးတုံးကလာပါလို့ခေါ်တဲ့ပါရီစကားနေလာတယ်နော်လက်ဆိုစကလုံးကလာပါဆိုတာဥစ္စာပစ္စည်းနော်ဒါမျိုးတွေကိုခေါ်တာပါအဲ့တော့လက်ဆိုတာကဥစ္စာပစ္စည်းအဆန်မွေးကြီး ဓာတ်တွေကိုခေါ်လာလို့ခေါ်တယ်အဲ့တော့အဲ့လိုခေါ်တဲ့ lab လို့ခေါ်တဲ့စကားလုံးကကျွန်တော်တို့ကဘာနဲ့အတန်သွားတူလဲဆိုတော့ကျွန်တော်တို့စားသုံးနေကျွန်တော်လက်တွေရှိတယ်เนาะကျွန်တော်လက်တွေเนาะအဲအဲ့တော့အဲ့လက်တွေကိုကျွန်တော်ဒီတော့ဒီကျွန်တော်ဒီလက်တွေနဲ့ခေါ်ရရအောင်ဘယ်လိုခေါ်မလဲခေါ်ပုံခေါ်နည်းရောရှိရအောင်ခေါ်ပုံခေါ်နည်းတိုင်းခေါ်မယ်ဆိုကျွန်တော်တို့ရှိကိုပတ်စံတွေဝင်လာမယ်လက်တွေဝင်လာမယ်တောက်တောက်လဲအောင်မယ်အဲ့တော့ဒီလက်ကိုအသုံးပြုပြီးတော့ လက်လာပါတွေကိုခေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလက်ကိုတော့တန်ရှင်းစင်ကြအောင်စေကြောထားပါမယ်အဲ့တော့ရှင်းရှင်းလေးပါဆက်ပြလေးနဲ့စေးလိုက်ပါဗျာရှင်းပါမယ်စေးပြီးသွားတော့လားစေးပြီးသွားတဲ့အခါကျရင်တော့ဒီလက်ကိုရင်မွေးစီတမျိုးမျိုးနဲ့တုတ်ပြရမယ်ဒါမှမဟုတ်ရင်မွေးရှိရင်မွေးနဲ့ဖျက်မိရမယ်ပုံမှန်အားဖြင့်ဆိုရင်တော့လက်လာပါကိုရွှင်စေတဲ့အနံ့နေရှိတယ်အဲ့ဒါစပယ်ပန်းနံ့တို့နောက်ပြီးတော့ဇပလင်အနံ့တို့ နောက်ပြီးတော့နှင်းစီအနံ့တို့နောက်တမယာအနံ့တို့အဲအဲ့ဒီအနံ့တွေကတော့လက်လာပါတွေပိုလာစေတယ်အဲ့ဒီအနံ့တွေမရှိတဲ့ပြဏာမရှိမှွေးစေတဲ့အနံ့တခုကိုတောင်းလိုက်ရတယ်ဥမာဗျာကျွန်တော်တို့ဒီမှာဆိုပြီးတော့ဖြန်းလိုက်ပါဒါလေးသိမ်းသွားပြီလားโอเคအဲ့လိုဆိုလုပ်ပြီးသွားပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့လန်နော်ကျွန်တော်တို့ရဲ့လက်ရှိတယ်ဒီဘက်လက်ညှိုးနေကျွန်တော်ဒီဘက်လက်ဖွားမှာကကြည့်လို့ရင် ကျွန်တော်လက်သေးပဲရှိတော့လို့နော်လက်ညှိုးလက်ရေးမယ်ကာကြီးဒီဘက်မှာရပလက်ဆိုပြီးရေးမယ်ကာကြီးရဲ့ရပလက်ရဲ့နော်ခင်ဗျားတို့ဘလို့ပဲရေးရင်ဒီဘက်မှာကာကြီးရှိမယ်ဒီဘက်မှာရပလက်ရှိမယ်နှစ်ခုကိုကျွန်တော်ဖိလိုက်မယ်ဆိုရင်ကာရဲ့ရပလက်ရဲ့ကျက်သွားမယ်ပြောမှဆိုတော့ကာပြက်ရပြက်ပေါ့ပြီးရခါကြရင်ကဲကာပြက်ရပြက်စမနှလုံးကြကဲလက်ကြီးတွေဝင်ပြီဟေ့လက်တွေလာပြီဟေ့ဆိုပြီးတော့လက်ကုပ်ကြီးရ လက်တွေလာပြီလက်တွေလာပြီပစနေလာပြီပစနေလာပြီပစနေလာပြီဆိုပြီးတော့ပြောရတယ်အဲ့တော့ဒီအလောက်ကိုလောက်တဲ့အခါကျရင်ဒီအလောက်ကစမနှလုံးနဲ့နောက် visualization လို့ခေါ်တယ်မိမိလိုချင်တဲ့အရာကိုစွဲဆောင်ယူခြင်းလို့ခေါ်တဲ့အရာကိုအသုံးပြုပါတယ်နော်အဲ့လိုလုပ်ပြီးသွားပြီလားအဲ့လိုပြီးသွားတဲ့အခါကျရင်လက်ကိုခေါ်ပြီးသွားပြီလားခေါ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့အဲ့ဒီနေရာနဲ့စတင်ပြီးတော့ဘယ်နှချိန်ခေါ်လို့ရလဲခဏလောက်စိုက်တလောက်ခေါ်လို့ရလဲ ခဏဘယ်လောက်ခွန်နိုင်မှာလဲဘယ်လောက်ယူနိုင်မှာလဲအဲ့လက်နာရည်ဒီယူနိုင်မလားနော်အဲ့တော့နော်မကြမကြဒီလိုမျိုးလေးတွေကိုမိမိရဲ့အိမ်ပေါက်ဝါနေပြီးတော့မှအဲ့လိုလက်ခုပ်လေးတီးတီးပြီးတော့အဲလက်တွေလာပါ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 လက်တွေလာပါ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 ဆိုပြီးတော့ရေရုပ်ပြီးတော့လက်တွေကိုခေါ်မယ်ဆိုရင်လက်လာပါပြီးပြေဆုံးသွားတတ်ပါတယ် ီရီယာကိုလှုပ်လို့ဒီအစီရင်ကိုလှုပ်လို့လက်တွေစပြီးဝင်လာပြီဆိုတာ ਨੇ ဘလောက်ပဲဝင်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 10ပဲဝင်ဝင်100ပဲဝင်ဝင်300ပဲဝင်ဝင်100ပဲဝင်ဝင်300ပဲဝင်ဝင်1000ပဲဝင်ဝင်ဝင်လာပြီဆိုတာ ਨੇ အဲ့ဒီဝင်လာတဲ့မွေကြီးတွေထဲကနေပြီးတော့မှတီးတန့်လေးထုတ်ပြီးတော့ဥမာထားပါတော့တသိန်းဝင်တယ်ဆိုပါဆိုအထက်ကနေပြီးတော့မှ9000နဲ့10000တောင်လေးကိုတက်တက်လေးဖဲဖဲပြရနဲ့ဒီပတ်စံကိုငါနော်ဖျား PC ဒီဝယ်မယ်တရား PC ဒီဝယ်မယ်တန်ခါ PC ဒီဝယ်မယ်သို့မဟုတ်ရင် ကောင်းခြင်းကိစ္စအဖျားပြားကို အသုံးပြုတဲ့ဝယ်မယ်ကုတ်တမဟုတ်သူများလှုပ်ဖို့ဖယ်ထားရပါတယ်နော်ဖယ်ထားပြီးတာချင်းသွားလှူရပါတယ်အဲ့ဒါဆိုရင်တက်လာပါတယ်အများကြီးတိုးတက်လာလိမ့်မယ်အများကြီးပြည်ဆောင်လာလိမ့်မယ်အများကြီးဆင်ပြေလာလိမ့်မယ်အဲ့တော့လက်ကိုလက်ခုပ်တီးပြီးခွာပါလက်ရက်ပြီးခွာပါနော်လက်ခုပ်တီးမယ် ်ဘယ်လည်းလာပါ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 မစနေလာပါလာပါဥစ္စာ PC တွေလာပါလာပါလာငါးချီလာပါငါးချီလာပါငါနဲ့အတူတူပြောပါဆိုပြီးတော့ခေါ်ရတယ်ပြောရတယ်အားလုံးလက်ဝင်အောင်ခေါ်နိုင်ကြပါစေခင်ဗျာ